Hello အားလုံးမင်္ဂလာပါ Sunrise Diary ရဲ့နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ unbox လုပ်သွားမယ့် video လေးကတော့ဇန်ကို အချိုမွေးနဲ့လက်ဆောင်ဆိုပြီးတော့မှဇန်အရင် chicken လေးစားရတယ်မမတယောက်စီကနေပြီးတော့မှဇန်ကိုလက်ဆောင်လေးပေးပို့ထားတာကိုဇန် unbox လုပ်သွားမယ့် video လေးဖြစ်ပါတယ်နော်ပထမဦးဆုံးပစ္စည်းလေးဖွင့်လိုက်တာနဲ့တက်တက်ရက်ရက်လေးထုတ်ပို့ထားတာကိုတွေ့ရတယ် ဒါလေးကတော့အထိမှပါတဲ့ပစ္စည်းလေးကိုအရာပို့ပြီးတော့ကြည်သွားအောင်တုတ်ပေးမယ်အဲအဝတ်ကလေးတစ်ခုပါတယ်ဇန်ကတော့အရန်ကိုစိတ်တခုနေပြီဘာဖြစ်လို့လဲဆိုတော့ဇန်လူချင်းတဲ့ဒီဇိုင်းလေးကိုမမကတည်တည်ချာချာလေးကိုမှလုပ်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကဲပြင်ကြည့်လိုက်တော့မယ်နော် ဆင်းရဲ့အကျုံမွေးနေ့လက်ဆောင်လေးကတော့ Rainbow Earring မှာနေဖြစ်ပါတယ် Rainbow Earring မှာအခုခေတ်စားနေတဲ့ဇွဲကြိုးလေးတွေ၊နှစ်ဇွဲလေးတွေ၊လက်ပတ်လေးတွေမျိုးစုံတွေရရှိနိုင်ပါတယ် Rainbow Earring မှာကျွမ်းကျင်တဲ့ဝါယင်ပညာရှင်ကိုယ်တိုင်ပြုလုပ်ရုံးချက်ပေးတာဖြစ်ပါတယ်။ Rainbow Earring ကပစ္စည်းလေးတွေရာလေတငယ်ချင်းအချင်းချင်းအမတ်တရလက်ဆောင်လေးပေးတာတို့ပြီးတော့အမိများလေးတို့လိုမျိုးအင်းပြီးတော့အဲ Christmas လက်ဆောင်လေးတွေအဖြစ်ပေါ့နော်ဒီ America မှာတော့အဲ့လိုမျိုးပေးလိရှိကြပါတယ်ဇန်ရဲ့လေဆွဲဒီဇိုင်းလေးကတော့ lightning ပုံစံလေးကတော့ဇန်ရဲ့ signature လေးပါပြီးတော့ clover လေးနှစ်ခုရဲ့အပေါ်မှာ R ရဲ့ Z ရဲ့ R ကတော့ဇန်ရဲ့သမီးလေးနာမည်ဖြစ်တဲ့ Rose နာမည်ဖြစ်ပြီးတော့ဇီကတော့ဇင်ရဲ့နာမည်ဖြစ်ပါတယ်မှတ်တရလေးပေါ့နော်ဒီလိုမျိုးအတိုးချုံလေးလုပ်ပြီးတော့ဆွဲဖို့အတွက်ဒီလိုမျိုးဂွင်းလေးတွေကအပေါ်လေးထည့်ပြီးထားတဲ့အတွက်ကြောင့်မို့လို့ရမ်းဝင်စင်ပြေးရဲ့လေတကယ်ကို cute လေးတဲ့တင်လေးနော်အရန်ကိုချစ်စရာကောင်းတာပဲဇန်တော့အရန်ကိုကြိုက်တာ တကယ်ဆိုလို့ရှိရင်ဇန်ကရွှေရောင်ထက်ပလက်တီနမ်အရောင်ကိုစွဲလေးရှိတယ်ပူလေးချိုက်တယ်ပေါ့နော်ဒါပေမဲ့တခုနှစ်ပိုင်းနေမှာဒီလိုမျိုးရွှေရောင်နဲ့ဒီဇိုင်းလေးတွေကပြန်ပြီးခေတ်စားနေရောဒီဒီတစ်ခါတော့ရွှေရောင်လေးပဲမမအောင်မှာလိုက်တယ်အခု Rainbow Ear တွေမှာလေရှော်သေးလေးတွေလည်းပေးပြီးတော့ရောင်းချနေရဖို့လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင် www.rainbowearing.etsy.com မှာ ားပြီးတော့အသေးစိတ်လေ့လာကြည့်ရှုပါအောင်နော်ဇန်အခုလက်ခံရရှိတဲ့ Rainbow Earring ရဲ့ necklace လေးကိုဇန်က service buyer quality buy ကိုရဟန်းကိုသဘောကျတဲ့5 star ပေးပါတယ်။ www.rainbowearing.etsy.com အသေးစိတ်တွားရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ရင်းနေပဲဇာရဲ့ဒီနေ့ unboxing လုပ်တဲ့ blog လေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရှင် see you in the next video bye bye